Namo wasi dwara mano dwara diu do tongwa kongo dwara do pien meeting. Yampi Kodam Renang Gisami Dudi Yampi Yamam Renang Gisami Dudi Yampi Dagam Renang Gisami

စံတည်းရဲ့မှာအနေဦးဇင်းတို့မြတ်ရာရှင်ဦးဇင်းတို့ယောမမြတ်ရာရှင်လူငယ်လေးများကနေပြီးတော့ဦးစီးပြီးတော့ဦးဇင်းရဲ့နိုင်ငံပြီးတော့ဒီမှာတရားဝတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဘုရားကတော့ဘာသာဓမ္မတွေတရဏဂုံဘုံမှာမဆောက်ပြနိုင်ဘူး ဒါကြောင့်မလို့ဦးဇင်းကရှည်ကြီးနဲ့ငါးဘွားဒီတာနဲ့ချပေးတယ်ဒီနေရာမှာမယံပန်းတည်ဆိုတူတူလေးလုပ်လို့ရတယ်အေးဒါပဲမလို့တို့တို့ကဓမ္မကြီးပရဏဂုံနဲ့ပြည်ပြည်သားကငါးဘွားဒီတာအနယ်လေးနဲ့နှလုံးသားထဲမှာတော့ဆွဲအောင်ပေါ့နော်ပါဏာတိပါဒဝေဒပရိသေသမာရိယာမိယောဝသူပါတက်ကိုမတတ်ပါဘူးလို့ဆိုတာကိုအာယောကရောက်ရှိမှရောက်။ဒါကြောင့်အနယ်ကလေးနဲ့တွဲပြီးတော့ပြေးလိုက်။ အဲ့တော့ဘုဒ္ဓဘိန္ဒရဏဉာဏ်လက်တည်လို့လာတယ်နော်။မေင့ကဘုဒ္ဓမြတ်စွာဘုရားဒီတရဏံကိုပွေရသည်။ဘုဒ္ဓမြတ်စွာဘုရားမှာဉာဏ်တစ်ပါးသောတရဏံကိုပွေရသည်လက်တိမရှိလို့ပြောဆိုတယ်နော်။ဒါမှတကယ်တရဏံကိုတည်တယ်လို့ခေါ်တယ်။အဉ္ဉာဏ်အဋ္ဌိအဉ္ဉာဏ်တစ်ပါးသောကိုပွေရသည်အဋ္ဌိရှိတယ်ဆိုလို့ရှိရင်တရဏံကိုတည်ပါဘူး။ဒါလေးကိုသတိပြု။ ဘုရားကိုအိုးဝဲပါလေဆိုပြီးတော့ဒီပြည့်အနောက်ချက်တရားနဲ့တရဏဂုံပြည့်ပါပြည့်ပါတရဏဂုံရော့ပါเนาะဓမ္မောမေတရဏိညာ